ရဲ့ကားအက်ဆီဒင့်ဖြစ်ခဲ့ဘူးလေလို့ဝန်ခံပြောဆိုလိုက်အဖော်မင်းသားလီမင်ဟောပရိသတ်ကြီးစန်စုနဲ့တခုချော်တီကိုမင်းကလေးပရိသတ်တွေကြားမှာအသေးကြော်ပန်းတော်လေးဖြစ်နေတဲ့သူကတော့အဖော်မင်းသားလေးလီမင်ဟောပဲဖြစ်ပါတယ်။သူဟာအဖော်ဇလန်တွေကနေစပြီးတော့ပွဲဦးတက်တဲ့ကပြိုရင်းကြိုက်တဲ့ဟင်းစီကိုင်းဖြစ်နေတရှင်ထိုးဟိုအားပေးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်နော်။မင်းသားလီမင်ဟောကသူ့ရဲ့အောင်မြင်မှုတုံ့ထိုးရတဲ့ချိန်မှာပဲ ကားအဆီတန်ကြီးမားစွာရခဲ့ပြီးတော့တနစ်ကျော်လောက်ကိုစေးယုံတန်စိတ်ကူတော့ဖို့ခံယူခဲ့ရလို့ပြောပြလာခဲ့ရပါမင်းသားလီမင်ဟောလွန်ခဲ့တဲ့2016ခုနှစ်မှာတော့ရင်းမတော်တဆမှုဖြစ်ပြီးတော့အမှုပညာလို့တင်မလုံးနိုင်တော့လောက်အောင်ပြင်းထန်တဲ့ထင်ရရခဲ့တာပါနော်မင်းသားလီဟာအရက်တေစာတောက်စားပြီးတော့ခီးသွား highway လမ်းမပေါ်မှာကားမတော်တဆဖြစ်ခဲ့တာပါကားအဆီတန်ဖြစ်တဲ့အချိန်မှာလေဘေးမှာတကယ်ချင်းတယောက်ပါဝင်ပြီးတော့မင်းသားလီမင်ဟောကတော့ ချင်းတလောင်းရုံချိုးကခစစ်ရောအစ်စ်လွဲခဲ့ပြီးအဲ့ရထဲမှာတနစ်ကြီးပါစေကူတာမှုခံခဲ့ရတယ်လို့ပြောပြလာခဲ့တာပါဒီတရင်ကိုအဲ့ဒီချိန်တုန်းကမပြောစားခဲ့ခြင်းအတွက်ပရိသတ်တွေကိုတားဟန်ခဲ့ပြီးအဲ့ဒီချိန်ဟာသူ့ရဲ့တကိုယ်တော်ဆက်ကအများစုအောင်မြင်နေတဲ့အချိန်မလို့ကွန်မြူနတီရဲ့အောင်မြင်မှုတွေကိုသူ့ကြောင့်တည်မင်းမင်းပြက်ွယ်သွားမှာစိုးတာကြောင့်မပြောခဲ့တာဖြစ်ပါတယ်တနင်္ဂနွေဖြစ်သူမင်းသားကြောင်ကြီးကလည်းလက်ဖြန်ရုံးနဲ့ခေါင်းပေါက်ကွယ်မှုဖြစ်ပြီးသူလည်းကမောက်ကြောင်ကိုစိတ်ကူတော့ဟုတ်ခံရပြရတာဖြစ်ပါတယ် မင်းသားလီနေဟွန်ကအဆီရန်ဖြစ်ပြီးတော့နှုတ်ပညာလုပ်တွေကိုချက်ချင်းရန်နာပြစ်ခင်ရလို့လဲဘတ်ဂျက်ထိခိုက်ခဲ့ပြီးတော့ပိုင်ဆိုင်တာမျိုးကိုလည်းရောင်းချခဲ့ရပါတယ်။ဒီအကြောင်းအရာတွေကိုပရိသတ်ကြီးသိရင်စိတ်မကောင်းဖြစ်မှာစိုးရိမ်လာကြအောင်အခုဇနန်းတွဲတဲ့မှာဧည့်သည်တရုတ်ဆောင်ဖြစ်ပါမယ်။အကြောင်းအရာတိုက်ဆိုင်စွာနဲ့ပြောပြခဲ့တာဖြစ်ပါတယ်။မင်းသားလီနေဟွန်နဲ့မင်းသားဆောင်ဂျီရောဟာကိုင်းရိတ်တွေအတွက်ဦးဆန်မျိုးကိုထွက်ခွာခဲ့ချိန်မှာအမြန်လန်းရဲ့အလေကျော်ကလည်းတစ်ဖက်ကောင်းကိုဝင်တိုက်မဲ့အလုံမှာဆောင်းလဲရတာဖြစ်ပါတယ်။ ကောင်းကောင်းနဲ့စိတ်စိတ်ညစ်ညစ်ခြေကုန်းတွေဟာအသက်ရှင်ဖို့ဖြစ်နိုင်တော့ဘူးလို့ထင်စေခဲ့ပါတယ်။ကံကောင်းစွာနဲ့အသက်ပေးမှကင်းလွတ်ခဲ့ပြီးတော့ပြည်သူတွေနဲ့အခုလိုမျိုးမိတလေးရင်လည်းအမြင်မပြတ်အတူရှိနေနိုင်တာဖြစ်ပါတယ်။မင်းသားရမယောင်းနဲ့တို့လိုက်ပါလိုက်အခြားသောတငယ်ချင်းတစ်ယောက်ကလည်းအုံနောက်သွေးကိုစီးပြီးတော့အေးပေါ်အချိန်ကြီးကြောင့်စိတ်ကူတောက်မှုခံခဲ့ရပေမဲ့လည်းအသက်ဆုံးမသွားခဲ့ရတာဖြစ်ပါတယ်။ကွယ်လွန်သွားခဲ့တဲ့တငယ်ချင်းတစ်ယောက်ကိုလည်းနှမြောင်းမိပြီးတော့တတိယအကြောင်းလေးပြောပြခဲ့ပါသေးတယ်။ မင်းသားလီမျိုးကအောင်မြင်တဲ့အချိန်မှာကားရဲတွေနှစ်နှစ်လောက်ကိုနားခဲ့ရပြီးပြန်လည်ကျမ်းမာလာလို့စူးစမ်းနေရတာပါအခုနောက်ပိုင်းမှာဒက်ကင်းဆန်လန်းတွေမှာရိုက်ကုပြီးတော့မင်းသားလီမျိုးရဲ့အောင်မြင်မှုတွေဟာတဟုန်တိုးကိုပြန်တက်လာခဲ့ပြီးတော့တက္ကပါလန်ကပရိသတ်တွေရဲ့အချက်ဦးမင်းသားလီဖြစ်နေခဲ့ရပါနော်တွေ့ကြတဲ့မြမင်းကလေးနိုင်ရဲ့ပြက်ခဲ့ပြီးတော့တလောင်းလေးကလည်းမင်းမီဆောင်ရီကိုတဲ့လေဂျေဂျီသတင်းထွက်ခဲ့လို့ကောလာဟာလာကြီးပေါ်ထွက်ခဲ့ပါသေးတယ်ဒါကလည်းတရားနဲ့တရားဖြစ်ရှင်းစရာတစုံတရာမှမရှိသေးပဲအဲ့ဒီရဟာငင်းသွားခဲ့တာဖြစ်ပါတယ် မင်းသားလီမင်းဟွာခြေတလုံးနဲ့ပေါင်းယူကြိုးထားတဲ့တရားတွေကြောင့်ဆေးဟုံမှာတနည်းကြောင့်ကုတားခဲ့ရပါမယ်။တငယ်ချင်းဖြစ်တဲ့မင်းသားအချောင်းကြီးကတော့ဆေးဟုံကရင်ဆင်းသွားခဲ့ကောင်အနုပညာလုပ်တဲ့အစောဆုံးလုပ်ကင်ခဲ့ရဖြစ်ပါတယ်။အဲဒီအချိန်မှာမင်းသားအချောင်းကြီးက Unstoppable High Kick စကားမှာအောင်မြင်မှုရရခဲ့ရဖြစ်ပါတယ်။အဲဒီအချိန်မှာမင်းသားလီမင်းဟွာတငယ်ချင်းဖြစ်တဲ့အောင်မြင်မှုကိုဝမ်းသာနေပြီးစိတ်တွေထွေပြားပြီးတော့အားငယ်ငယ်လို့ဆိုရတယ်။ အဲ့နောက်ပိုင်းဝင်ဝင်လဲလက်ပတ်စစ်စစ်မှုကလည်းအဆင်မပြေတော့အမြန်လေးကအတင်းကျွန်းသွားခဲ့ပြီးတော့နေပြန်ကောင်းလာတဲ့အချိန်မှာပဲမြင်းသားလီမျိုးကနိုင်ယူကို9လလောက်အချိန်ယူပြင်ဆင်ခဲ့ပြီးတော့မနုပညာလို့ဒီဆက်လက်လုပ်ကင်ပြီးခဲ့တာဖြစ်ပိုင်းဒီရောပရိသတ်စီရင်မြင်းသားလီမျိုးကကားအဆီဒန်ဖြစ်ခဲ့တာပြောပြလာခဲ့တဲ့ပုံမှာဆက်ဆက်နေလဲပြောပြခဲ့ကြပါအောင်နော်